ဒီ slide မှာတော့ကျွန်တော်တို့ကဒီ emotion နဲ့ပတ်သက်ပြီးတော့နည်းနည်းဆွေးနွေးကြည့်တယ်။ emotion ဆိုတာကိုယ့်ရဲ့အာအခုတော့ SDB token ကတော့ emotion ဆိုရင်လို့ပြောလိုက်ရင်နည်းနည်းတော့တိတ်ပြီးတော့ရင်ခုန်လို့ရင်ခုန်ပေးပြီးကိုရင်ခုန်တဲ့အခြေအနေတွေကျွန်တော်တို့မှာတိတ်များစားတော့မရှိဘူးပေါ့နော်။အာ ICO 1မှာဝယ်လိုက်တယ်။ ICO 2မှာဈေးတက်သွားတယ်။အခုစောင့်နေတယ် နဲရင်ခုန်နေတာတော့ exchange listing ပဲတော့လာမလဲဆိုပြီးတော့ရင်ခုန်နေကြတာတော့ရှင့်ရှိမှာပေါ့လေဒါပေမဲ့အဲ့လောက်မများဘူးနော်ဒါပေမဲ့အခုဥပမာတစ်ခုကျွန်တော်အလွယ်ပေးလို့ရတာပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ Bitcoin ဘာဖြစ်လို့ तू ကဈေးကွက်ထဲကိုရောက်နေပြီ तू ကဈေးအတက်အကျကအခုကျွန်တော်စကားပြောနေနော်မိနစ်တိုင်းအဲမိနစ်ဆိုရင်များသွားပြီစက္ကန့်တိုင်းမှာကိုရှိတာနောက်တစ်ခါတလေစက္ကန့်တစ်စက္ကန့်ထဲမှာတော့ဈေးကနှစ်ခါလောက်ပြောင်းပြောင်းတာကျွန်တော်နည်းနည်းပို့ပြောရရင် အဲ့တော့ဒီလိုမျိုး crypto ရဲ့သဘောတရား SDB မှာလည်းရောက်လာမှာပဲနော် SDB token တာ listing လုပ်ရင်ဈေးဆိုတာ ကြည်နေနေကိုတက်လိုက်ကြလိုက်တက်လိုက်ကြအဲကြလိုက်ကဖြစ်နေမှာပဲအဒီထဲမှာ SDB ကိုဒေါ်လာရောက်ချင်တယ်ဆိုပြီးတော့နော် comment ထဲမှာ man manager တူတွေလည်းရှိတယ်ပေါ့နော်ဒီ chat box ထဲမှာပြောနေကြစဉ်းစားကြည့်ပေါ့နော် chat box ထဲမှာပြောနေကြတဲ့ဒေါ်လာဆိုတဲ့ဟာက SDB အနေ SDB တုတ်ကန်တာနော်ဒေါ်လာရောက်သွားတယ်ဆိုရင် up and down อ่ะ maybe အမ်ထားတော့တပြားနှစ်ပြားအဲ့လောက်အခြေအနေရှိရင်ရှိမှာပေါ့လေနော် second တိုင်းမှာလေနော်တပြားနှစ်ပြားလောက်ရှိမယ်ရှိရှိနိုင်တယ်ပေါ့နော်ဒါပေမဲ့ Bitcoin ဆိုတဲ့ဟာမျိုးစဉ်းစားကြည့်လိုက်သူ့ရဲ့ဈေးကလုံးဝဈေးပေါ့နော်ဒီနေ့အခုကျွန်တော်စကားပြောနေတဲ့အချိန်မှာကိုတသိန်းတသောင်းဝင်းကျင်လောက်ရှိတယ် တသိန်းတသောင်းဝင်းကျင်လောက်မှာစက္ကန့်တိုင်းမှာအဲ့ဈေးအတက်အကျဖြစ်တိုင်းဖြစ်တိုင်းမှာသူပြောင်းသွားတဲ့ဈေးကလေဒေါ်လာ90လောက်ရှိနော်အဲ့တော့ဒီဟာကိုသာကိုကလိုက်ကြည့်ပြီးတော့ဗောနော်လိုက်ပြီးတော့ဟိုဓာမျိုးနဲ့အထူးသဖြင့်ဓာမျိုးကိုဟိုမတွေ့မကြုံဘူးတဲ့သူတွေကအရန်ကိုလိုက် emotion အနေနဲ့လိုက်မယ်ဆိုရင် ကိုဒုက္ခရောက်သွားနိုင်တယ်နော်အဲ့ဒါကိုလေအဲကျွန်တော်ကကြိုပြီးတော့ဒါ သူတို့ဖြင့် crypto နဲ့ရင်းနှီးတဲ့သူတွေဖြစ်နိုင်တွေ့နိုင်တဲ့အကြောင်းတရားတွေဆိုတော့လေကြိုပြီးတော့ဟိုသိစေချင်တာပေါ့နော်ဒါမျိုးတွေဖြစ်လာနိုင်တယ်အဲ့ကြရင်ကျွန်တော်တို့ဘယ်လိုလုပ်ကြလဲเนาะအဲ့တော့ဈေးအတက်ကြတွေကဘယ်သူတွေကနေเนาะဘယ်လိုမျိုးဖြစ်စေတဲ့ဈေးအတက်ကြတွေဒီ volatility လို့ခေါ်ရတော့ဈေးအတက်ကြတွေသူကဘယ်အချိန်မှာဖြစ်လဲဆိုတော့အာ market ထဲမှာเนาะဒီ လက်ကြီးတွေပေါ့လက်ကြီးလို့ခေါ်လို့ရမှာနော်ဒီအများတုတ်ကန်အများကြီးကင်ထားတဲ့သူတွေက manipulate လုပ်တဲ့အခါမျိုးမှာဖြစ်နိုင်တယ်အဲတော့အော် STB အနေနဲ့ပေါ့နော်ဒီ exchange listing သွားတဲ့အခါမှာဒီလိုမျိုးဈေးဈေးတက်တာတော့ကျွန်တော်ထင်တာကိစ္စတော့မရှိဘူးပေါ့နော်ဈေးတက်တာတော့အကုန်လုံးအကျိုက်မယ်ကျိုက်တဲ့လောက်တက်အများကြီးတက်တယ်ဘာမှတော့မဖြစ်ဘူးဒါပေမဲ့အဲ့လိုမျိုးဈေးထိုးကြလောက်အထူးသဖြင့် project ကိုအယုံကြည် အာရော့နေလောင်เนาะဒီ holder တွေကို emotion roller coaster တွေဖြစ်အောင်ပေါ့เนาะလာလုံးမဲ့အဲ risk တွေရှိတယ်เนาะဒီလိုမျိုးတွေဖြစ်နိုင်တယ်အဲ့တော့ဓာတ်တွေကိုနည်းအောင်လို့ဘယ်လိုလုပ်ရမလဲဆိုတော့ SDB back ကလည်းစီစဉ်ရမယ်เนาะစဉ်းစားကြည့်ပါเนาะအဲ exchange ပေါ်ကိုရောက်သွားတယ်အခုလောလောဆယ် ICO 1 ICO 2ဝယ်ထားရတဲ့တွေရှိတယ်အဲ့ SDB အနေနဲ့ကဘာလုပ်ရလဲဆိုတော့ကျွန်တော်တို့ ဝယ်ထားတဲ့ token တွေကိုတခါတည်းအကုန်လုံးကို release လုပ်မယ်စာတယောက်ကိုဝယ်ထားတဲ့ token ရဲ့ပမာဏနေ10%တလ10%နဲ့10လ release လုပ်ဒါကဘာကိုဟိုလုပ်နေရလဲဆိုတော့ဒီလိုမျိုးလက်ကြီးဆိုတဲ့သူတွေရောက်လာပြီးတော့เนาะဒီဈေးကွက်ကိုတိုက်တလို့ကစားမဲ့ဟာတွေကိုเนาะဈေးကွက်ကိုသူတို့စိတ်ကြိုက်ဈေးကိုဆွဲချလိုက်ဈေးတွေအာလူတွေကကြောက်ပြီးရောင်းရောင်းနေဆိုရင်အောက်ကနေပြီးတော့သူကဝယ်လိုက် ဝယ်ပြီးသွားလို့ရှိရင်အာသူဝယ်တဲ့အတွက်ဈေးကပြန်တက်သွားဈေးပြန်တက်သွားဆိုလူတွေကပြန်လိုက်ဝယ်ပြန်လိုက်ဝယ်ဆိုတော့အပေါ်ကနေစီးပြီးတော့ပြန်ရောင်းလိုက်ပေါ့နော်အဲ့လိုမျိုးလှုပ်တဲ့အခြေအနေတွေမဖြစ်အောင်လို့စောစောကလိုမျိုး10%စီခွဲပြီးတော့လှုပ်လိုက်တယ်ပြီးတော့ SDB ဘက်မှာလည်းနော်ဒီ holder တွေကိုပို့ပြီးတော့နော် SDB token ခိုင်းထားတယ်ဆိုရင်ဘာအကျိုးကျေးဇူးတွေရှိမလဲနော်စောစောကဒီထဲမှာအလုံးပြောသွားတဲ့ထဲမှာတော်လန်ကြီးအကြောင်းတွေပြောသွားတယ်ဟုတ်တယ်ဟုတ် တော်လန်ยีကကြောင့်ဝယ်တယ်ဆိုတာမင်းတော်လန်ยีတခုတည်းတည်းမဟုတ်ဘူးအဲ့ဒီမှာအမြင့်တွေတခြားဟာတွေရှိအောင်မှာဟုတ်တယ်အခုချိန်မှာစဉ်းစားလိုက်တာ ਨੇ and ဆိုတဲ့ program ရှိတယ်ဟာ and ဆိုတဲ့ program ကဘာလုပ်လဲ stp token ကင်ထားပြီးတော့เนาะတွားပြီးတော့ and ထဲမှာထည့်ထားလိုက်တာ ਨੇ အတိုးတွေရတာအဲ့အတိုးကလည်း stp တခုလုံးကပြီးခဲ့တော့က run ပြီးတော့လीဟိုးရတွေကိုအမြင့်ပြီးရေဆိုတော့အမြင့်တဲ့ဈာနဲ့ကိုเนาะကျွန်တော် တင်းကိုနေကောမှာလဲပြောခဲ့ပါတယ်ဗောနော်ငားစအ ਨੇ ဆုံးအဲ့တက်ပို့ဖို့ပဲရှိတယ်ပေးနိုင်တာဆိုတော့ဒီလိုဟာမျိုးတွေစီစဉ်ထားခြင်းအပြင်ကျွန်တော်တို့က market ထဲမှာနော်ဟိုဒါတွေပို့ပြီးတော့ညားလာမယ်ပြီးရင်ဈေးကစားတဲ့သူတွေတော့အခွင့်အရေးမရှိတော့ဘူးနော်အဓိကသည်ဘာကိုကျွန်တော်တို့ကသွားနေရလဲဆိုတော့ဟိုဒါတွေကမြန်မြန်လူဦးရေလူဦးရေမြန်မြန်ဆဆကနည်း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 စီနဲ့ အများကြီးဟိုးနိုင်မှုပြောချင်တာတော့တယောက်တည်းမှာတုတ်ကန်ဖြုတ်ပြုံနေရဆိုတာမျိုးမဖြစ်အောင်အဲ့လိုပုံစံမျိုးနေတော့တယ်အဲ့လိုမျိုးဆိုရင်ဒီဈေးကွက်အတက်အကျကိုလဝတ်ကြီးအုပ်ပြီးတော့ကစားနိုင်မယ်ဆိုတဲ့အခြေအနေတွေမရှိလောက်ဘောနော်ဒါမှမဟုတ်လေဒါကဘလောက်ပဲနည်းအောင်လုပ်လို့ပါဘောနော်ကျွန်တော်တို့ STB ဘက်ကဘလောက်ပဲပြင်ဆင်တာဈေးကွက်ပေါ်ကိုရောက်သွားပြီဆိုတော့သူဟိုပတ်စံများတဲ့သူတယောက်ကဝင်လာပြီးတော့ဝယ်နိုင်တဲ့အခြေအနေတွေ ရှိတာပဲเนาะအဲ့တော့ဒီထဲမှာစကားစပတ်ကလူတွေမပါဘူးလားမပါနိုင်ဘူးလားလို့လဲပြောလို့မရအောင်အာသူတို့ဝင်လာပြီးအများကြီးဝင်မယ်ဗျာအာပြီးဈေးတက်သွားရင်အများကြီးပြန်ရအောင်အဲ့တော့ဒီလိုဟာမျိုးတွေကိုကျွန်တော်တို့ SDB ရဲ့ဟို supporter တွေအနေနဲ့တောင်းလန်ရေးကိုဟို support လုပ်နေတဲ့ကြမ်းကြမ်းခိုင်နိုင်ဖို့အရေးကြီးတယ်အဲ့တော့ကျွန်တော် mindset တွေကိုဘယ်လိုပြင်ရနံပါတ်၁ချက်ကဈေးတွေဒါတက်သွားတိုင်းလေဟိုလူလူလူဝယ်လို့ကျွန်တော်တုံးတယ် လွွယ်တယ်ဆိုတော့ဟိုကျွန်တော်ဟို crypto မှာတော့ fomo ပေါ့နော်ဒီမှာဒုတိယ line လေးမှာလေ fomo လို့ရေးထားတယ်နော်အဲ fomo ဆိုတဲ့ line လေးအဲ့ဒါဟိုမြန်မာလိုတော့လွွယ်လို့ကျွန်တော်ပြောလိုက်ဟာစီးရေးကအရန်တက်သွားပြီငါတို့တော့ဟိုမမရတော့ဘူးဆိုပြီးတော့လွပြီးတော့ဝယ်တာမျိုးလည်းမလုပ်နဲ့နော်ပြီးရင် FUD FUD လို့ခေါ်တယ် FUD ကိုလေအဲ့ဒါဘာလဲဆိုတော့တယောက်ယောက်ကအပြင်မှာဟာ SDB project ကြီးရတော့ဗောနော် SDB က အာကိုကိုကိုမာလင်ကတော့ပတ်စံနေယူပြီးတော့လစ်သွားပြီ STP ကဒါမျိုးတွေဟိုပို့စီတင်ပြီးတော့ပြောလဲမယုံနဲ့ပေါ့နော်ကျွန်တော်ကတော့ဘယ်တော့မှအဲ့လိုလုံးမဲ့လို့မဟုတ်ဘူးဆိုတာတော့ဒီနေရာမှာတော့ကျွန်တော်အမှတ်ခံနိုင်ပါတယ်ဆိုတော့ဟိုအတိအခါဒီဘာကိုကျွန်တော်ပြောချင်တာလဲဆိုတော့ဒီ market ထဲမှာဒီလိုမျိုးဟိုဒါတွေကို manipulate လုပ်မယ်စိတ်တွေကိုဟာကြောက်လာအောင်ကြောက်တယ်ဆိုတာလေဈေးတက်ရင်လဲ तू ကဟိုကြံခဲ့မှာကြောက်တာလေဒါကြောက်တာပဲ အဲ့လိုပဲဈေးကျမယ်ဆိုပြီးတော့ကြောက်လန့်ပြီးအကုန်ဝိုင်းရောက်တာလဲကြောက်တာပဲဒီလိုအခြေအနေမျိုးတွေကိုဟို ဖြစ်လာအောင်လှုပ်လာနိုင်တယ်အဲ့ဓာတွေကိုဟိုကိုယ့်ရဲ့အတိတ်တတိနေပေါ့နော်ရှိရမယ်ကျွန်တော်တို့ကဖိုမိုလူဝယ်ဖို့လောက်တိုင်းလဲအလူဝယ်တယ်ကြမှာငါတို့မှာ plan နေရှိတယ်နော် DCA ဆိုရဲ plan ရှိတယ်အဲ့ဒါဘာလဲဆိုတော့အာ dollar cost averaging ပေါ့နော်โอเคကိုက SCB token ဝယ်မယ်နော် ဘာဖြစ်လို့ဝယ်မယ်လို့ထပ်ဆုံးဖြတ်လို့ရလဲဆိုတော့ကျွန်တော် listing လုပ်ပြီးသွားရင်ဒီ token နဲ့ကြိုက်တဲ့ချိန်သွားဝယ်လို့ရပြီနော်အဲ့လိုအခြေအနေဖြစ်ပြီဆိုရင်ကိုကဘာလုပ်လို့ရလဲဆိုတော့ okay ကိုရဲ့ဆက်သွားကျွန်တော်ဂိုးစီအကြောင်းပြောခဲ့ရလीကိုရဲ့ဝင်ငွေကတော့ဘလောက်ကိုတက်နိုင်တာကတော့ဘလောက်ဥပမာဆိုပါတော့ကိုကတလောက်ကို STB ကို10သိန်းမိုးတက်နိုင်တယ် okay ဒါဆိုရင်ကတလောက်ကို10သိန်းမိုးတက်နိုင်ဆိုရင်ဒီ STB ကိုတလောက်မနှက်ခါဝယ်မယ်9သိန်းနှက်ခါဝယ်မယ် ဒီလိုမျိုးပေါ့နော်အဲ့ဒီအချိန်မှာဘာဈေးကဘာဖြစ်နေနေဝယ်မယ်ဒါမှမဟုတ်လေကိုကတသိန်းပဲတက်နိုင်တယ်လောက်ရတယ်အဲ့ဒါဆိုတလောက်တသိန်းပဲဝယ်အာငါစုထားတာတော့သိန်း၁၀၀ရှိတယ်ငါအချက်ချင်းပဲ SCB ကိုသိန်း၁၀၀ပို့ပြုတ်ဝယ်လိုက်မယ်မနေ့ပြန်ဈေးတက်သွားရင်တော့ကျော်တာပေါ့လေနော်ဒါပေမဲ့ဟာဈေးကျသွားရင်ကြောက်ပြီးတော့အဲ့သိန်း၁၀၀ကိုချက်ချင်းကလည်းသွားပြီးထုတ်ရအောင်လိုက်ရမယ်ဆိုတဲ့အဖြစ်မျိုးတော့လုံးဝမလုပ်တင် နော်ကိုဒီရေရှည်ပလန်ရမယ်ဆောစောကပြီးခဲ့တဲ့ slide မှာကျွန်တော်ပြခဲ့တယ်ရေတိုပလန်မယ်ရေရှည်ပလန်မယ်အလေအလတ်ဆိုတာလည်းရှိရမယ်နော်ကိုမှရှိရပတ်စံဒီဒိန်းတရားလားဒိန်းတထောင်လားဒိန်းတထောင်ကျိတ်လူတယောက်ချင်းဒီမှာကျွန်တော်တို့မှာပတ်စံ amount ဆိုတာဟိုကျွန်တော်ကြောင့်မတူးနေနော်မျိုးစုံရှိနေတယ်အဲ့ဒီအထဲကနေကိုကဖြည်းဖြည်းနဲ့မှန်မှန်ဘလောက်ဒီ project SDB ကိုကိုဘလောက်ယုံတယ်လဲတော်လန်ကြီးကိုဘလောက် support လုပ်ချင်တယ်လဲဒီဟာတွေကိုတွေးပြီးတော့ဖြည်းဖြည်းချင်းသာဝယ်သွားတင်တယ် เนาะဟိုတခါတည်းနဲ့အကုန်လုံးကဲဝဲဟိုလုံးဝ10 10နှစ်လောက်ပြစ်ထားနိုင်လို့ပေါ့เนาะဒီနေရာမှာဟိုကျွန်တော် BTC ဝယ်တော့ငါလုတ်တယ်လို့ပေါ့เนาะ โอเคကျွန်တော်ဘယ်လိုစဉ်ဆုံးဖြတ်ခဲ့လဲဆိုတော့โอเค BTC ဝယ်မယ်ဈေးတွေကတော့ဟိုအဲ့တော့တေးရတော့တန်တယ်ပေါ့เนาะဟိုဘယ်မှာကတ်မှာကျွန်တော်ရောက်တာ哦เนาะ SC STB token list ပြီးသွားရင်လည်းအဲ့လိုအခြေအနေတွေရောက်လာမှာပဲเนาะဈေးဆိုတာအတက်ရှိအတက်ရှိရင် အကြကိုရှိကိုရှိတယ်เนาะကျွန်တော်တို့ဟိုဗုဒ္ဓဘာသာတည်ဆိုရင်ဒါသဘောတရားအဖြစ်ဖြစ်နေအပြက်ပဲလीเนาะဟိုတက်တယ်ကြားတယ်ဒွန်းတွဲနေဟိုအဲ့လိုမျိုးတွေပဲရှိတာအဲ့တော့ PDC အဲ့တော့တော်တော်ကြားနေเนาะအခုအခုဒါဒေါ်လာတသိန်းကျော်နေအဲ့တော့တောင်းကနန်းလေးပဲရှိတာတောင်းကနန်းအောင်မှာတသောင်းကျော်ကျော်ပဲရှိတာအဲ့တော့ကျွန်တော်စဉ်းစားခဲ့ Okay ဒီအချိန်ကြီးရောက်မှတော့ဟိုတောက်လျှောက်လဲဝယ်လာပြီးသွားပြီဒီ project ကိုလည်းယုံနေဒီ project ဆို PDC ပေါ့နော် PDC ကိုလည်းယုံနေ မထုဝယ်မယ်ဆက်ကြတော့ရင်ဘာလုပ်မလဲဘာမှဖြစ်ဘူးအဲ့ဒါကိုဟိုမတက်မချင်းကိုပြစ်ထားမယ်ငါးနှစ်ပြစ်ထားမယ်ဆယ်နှစ်ပြစ်ထားမယ်ရတယ်ဒီလိုမျိုးဆုံးဖြတ်ပြီးတော့ဝယ်နိုင်တယ်ဆိုရင်တော့တမျိုးပေါ့နော်ဒီလိုမျိုးဆုံးဖြတ်ပြီးဝယ်နိုင်တယ်ဆိုရင်ဝယ်လို့ရတယ်ဒါမှမဟုတ်ဘူးဆိုရင်တော့ကျွန်တော်စစောပြောသလိုဖြည်းဖြည်းချင်းတွားတာဒီအကောင်းဆုံးဖြစ်မယ်ဒီအထဲမှာအထူးသဖြင့်ဒီအဝါခ်ရှော့ကိုကြောင်းနေတဲ့သူတွေဒီဝါခ်ရှော့ကိုပြန်ကြည့်နေတဲ့သူတွေအဲ့ဒီဝါခ်ရှော့အကြောင်းကိုမသိတဲ့သူတွေကိုအတက်နိုင်ဆုံး သတင်းစကားပေးချင်တာကတော့ SCB token listing ဖြစ်လို့ဝယ်မယ်ဆိုရင်မဝယ်ခင်မှာကိုကိုကိုအဲ့ဒါကိုအိမ်မေးကိုမေးပါဝယ်ပြီးသွားရင်ဘယ်တော့ပြန်ရောက်မှာလဲအာသတော့ဖြည့်ထားတဲ့အထက်မှာပါရနော်ဟို generation wealth တားတွေတမိတွေမြစ်တွေမြီးတွေကိုပေးဖို့ဒါဆိုကိစ္စမရှိဝယ်လိုက်တော့ဘယ်သေးဖြစ်ဖြစ်တားမို့ကိုကဟာမဟုတ်ဘူး SCB token အခုဝယ်ပြီးလို့မနေ့ပြန်ဈေးလေးနည်းနည်းကျရင်တော့ငါတော့အိတ်မရတော့ဘူးစားမရတော့ဘူးငါတော့စိတ်တွေပူရမယ်လို့ ကိုကိုကိုကျိုးအဲ့မေးခွန်းအဖြေအဲ့ဒါဖြစ်နေမဝင်နဲ့ဆောင်းနော်ဘလို့လောက်ရမလဲဆိုတော့ကျွန်တော်ပြောရပလန်လို့နေ့တိုင်းဝယ်မလားတနေ့ကိုနင်းနေနေနေဝယ်တပတ်တစ်ခါဝယ်မလားຢာသေးတယ်တလားတစ်ခါဝယ်မလားຢာသေးတယ်စသည်ဖြင့်ကိုယ့်ရဲ့ emotion ကဒီ token ဝယ်တဲ့အပေါ်မှာ effect မဖြစ်အောင်ပလန်ပါအဲ့ဒါအရန်ကိုအရေးကြီးတယ်ကိုကိုတက်နိုင်တဲ့ပမာဏကို support ပေါ့နော်ဒီတော်လိုင်းကြီးကို support လုပ်ချင်တဲ့ပမာဏကိုဒါဝယ်ထားမယ်ဆိုရင် ဒီ SDB ဈေးကျသွားတဲ့အချိန်မှာလဲကိုလည်းအပြုံးမပြတ်ဘူးတော်လန်ရေးကိုလည်း support လုပ်လုပ်တယ်ဆိုရက်နော်ကိုရဲ့ဒီရင်းနေကဟိုပီတိပေါ့နော်အဲ့ကောင်လည်းမထိခိုက်ဘူးဒါကကျွန်တော်အရင်အရေးကြီးတယ်ဘာဖြစ်လို့ကျွန်တော်အဲ့လိုပြောနေလဲဆိုတော့ဒီလက်နက်ပေါ့နော်ဒီဒီအခြေအနေကိုအခုကျွန်တော်ရှင်းပြနေရဲဆိုတော့ဆက်ခါဆက်လူတွေလည်းသိတယ်သိကြတယ်ဒါကလာပြီးတိုက်ခိုက်မှာပဲဒီလိုပုံစံနဲ့ကျွန်တော်တို့တော်လန်ရေး support လုပ်နေတဲ့သူတွေကိုစိတ်ဒုက္ခပေးမှာပဲသူတို့ဘက်မှာဒါပဲရှိတာလေလုံလို့ရတာကျွန်တော်တို့မှာဒီလောက်ဟို strong ဖြစ်နေတဲ့အချိန်မှာသူတို့လာလို့ရရတာဒီစိတ်ဒုက္ခပေးဖို့ပဲရှိတာဆိုတော့အဲ့လိုမျိုးပုံစံနေနဲ့ဝင်လာမှာပဲတော့ကျွန်တော်တို့အခုတော်လိုင်းရေး project တွေ online social media မှာဘယ်လိုမျိုးဟိုအတိုက်ခိုက်ခံနေရတယ်ဆိုတာအလုံးလဲဟိုတတိထားတည်ပြီးသားဖြစ်လိမ့်မယ်တော့ဒီအချက်ဒီသူတို့ဘက်ကနေပြီးတော့လာလို့ရတယ်လို့ကျွန်တော်တော့မြင်တယ်အဲ့အတွက်လဲကျွန်တော်တို့အားလုံးကပို့ပြီးတော့ ီထက်ပို့ပြီးတော့ကိုယ့်ရဲ့ဆုံးဖြတ်ချက်ခိုင်မာရမယ်ဒီထက်ပို့ပြီးတော့ကိုယ့်ရဲ့ financial planning က strong ဖြစ်ရမယ်ဒါမှသာလေသူတို့ဘာလို့လို့ကျွန်တော်တို့အဖတ်မရှိဘူးကျွန်တော်တို့ကသူတို့လာဝယ်လာဝယ်တဲ့တုတ်ကန်တွေကိုသူတို့လာဝယ်ရောင်းပေးလိုက်အောင်မယ်ကျွန်တော်တို့တို့တို့ကျွန်တော်အနေနဲ့တားလို့လည်းမရအောင်လေနော်အဲ့အချင်းပေါ်မှာလူတိုင်းကဝယ်လို့ရနေပြီတို့လာဝယ်လေရောင်းပေးလိုက်အောင်ပဲအဲ့တို့ပြန်လာရောင်းရင်လည်း market ကဝယ်ထားလိုက်အောင်ပဲအဲ့ဒီအပေါ်မှာကျွန်တော်တို့က emotion တွေမရှိဘူးဆိုရင်ရေရှည်မှာတော့ သူတို့တိုက်ခိုက်တဲ့ပုံစံတွေကဘာအဖမ်းမှရှိမှာမဟုတ်ဘူးရေရှည်မှာတော့ကျွန်တော်လိုချင်တဲ့ plan တွေကိုရောက်မှာပေါ့နော်ဒီနေရာမှာကျွန်တော်နောက် slide ကိုမသွားရခင် highlight လုပ်ချင်တာ financial planning တခုလုပ်တဲ့အခါမှာအထူးသဖြင့်ဒီနေရာမှာတော့ STB token ဝယ်တာကိုကျွန်တော် highlight လုပ်ချင်တာပေါ့နော်အဲ့ဒီအချိန်မှာကိုယ့်ရဲ့ဆုံးဖြတ်ချက်ကခိုင်မာဖို့လိုတယ်ကိုယ့်ရဲ့ plan ကခိုင်မာဖို့လိုတယ်ဘယ်အချိန်မှာပြောင်းရောင်းမယ်ဆိုတဲ့အဖြေကိုကောင်းကောင်းကြီးရှိဖို့လိုတယ်เนาะအဲ့ဒါလေးကိုတတိယပြီးတော့မှာ ် SCB တုတ်ကန်ကိုဝယ်ဖို့ planning တွေလုပ်ကြပါကိုယ့်ရဲ့ရေရှည်အာဒီဒီဒီဟာကျွန်တော် SCB တုတ်ကန်ကို focus လုပ်ပြီးပြောနေပေမဲ့အဲအကေ crypto ဓမားတွေဆိုရင်ဘယ်တုတ်ကန်ကိုမဆိုဒီဒီစိတ်နဲ့ပဲဝယ်ကြပါဒီစိတ်နဲ့ပဲဟိုဆုံးဖြတ်ချက်ကိုခြားရမယ်ဆိုရင်သိကြတယ်ဟို crypto market ကြီးကြာကြာတက်တက်ကိုမှာကိုမှာ solid plan ရှိရတဲ့အတွက်ကိုကမတုံ့လောက်ဘူးနော်တော်သူအပြင်မှာဘာဖြစ်နေလဲကိုကကိုကတော့အာ စိတ်စိတ်လက်ပေါ်ပါနေတော့မယ်ပေါ့နော်အဲ့ဒါအရင်အရေးကြီးတယ်နော်ကျွန်တော်တို့စိတ်လက်ကျမ်းမာရေးရှိဖို့လိုတယ်ဒီသူဆုံးဖြတ်ချက်တွေလုပ်တယ်ဆိုရင်အချိန်ဒီမှာအကောင်းဆုံးလုပ်နိုင်ဖို့